မူဆက်ခဲတဲ့နန်ခမ်းမြို့နယ်အတွင်းဒေသတချို့ကိုတပ်မတော်နဲ့ပြည်သူစစ်တွေကဖမ်းဆီးနှိပ်စက်တယ်လို့တောင်းလူမှုအဖွဲ့အစည်းတွေကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြောဆိုခဲ့ပါတယ်။ဒီသတင်းကိုတော့ဒေါ်မိုးကလျာဦးကပေးပို့ထားပါတယ်ဗျ။တပ်မတော်နဲ့ပြည်သူစစ်တွေကမူဆက်ခရိုင်နန်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့စေကင်းကျေးရွာမှာဒေသခံတွေကိုဖမ်းဆီးနှိပ်စက်မှုတွေရှိတဲ့အကြောင်းရန်ကုန်မြို့ Orchid Hotel မှာ January 9ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆိုခဲ့တာပါ။ပြီးခဲ့တဲ့ဒီဇင်ဘာ23ရက်နေ့ကရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရအတက်မရောခမရ3နှစ်လေးနဲ့မဆီပြည်သူစစ်တွေကရွာအတွင်းဝင်ရောက်ပြီးရွာသားတွေကိုဖမ်းဆီးနှိပ်စက်ခဲ့တဲ့အပြင်အဖို့တန်တဲ့ပစ္စည်းတွေကို ယူဆောင်သွားကကျန်နေတဲ့ပစ္စည်းတွေကိုဖျက်ဆီးခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ဒေသခံတွေကိုပဲဆီပြည်သူစစ်ကတောင်မျိုးသားလူမျိုးရေးတက်မတော်ကိုကုညီရဲဆိုတဲ့ဆွဆွဲချက်နဲ့နှိပ်စက်ခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲမှာ နှိမ့်ဆက်ခံရတဲ့ဒေသခံတွေကပြောပါတယ်။အားပေါ်နဲ့ဘာလို့အာခံရလားတဲ့။အဲ့လိုပြောပြရတယ်ကျွန်တော်အဲ့ဒီတပည့်တယောက်ကနေချက်ချင်းအတိတ်ကတည်းကအဲ့ဒါကတည်းကနေအဲ့ဒီမှာလက်ထက်ကတည်းကအဲ့ဒီပတ်ပတ်ချင်းမှာသူတို့ထိုင်နေတဲ့ပါစင်ကြီးလူစေအင်အား30လောက်ပါနေတနက်တွေနဲ့အလုံးဝိုင်းချိန်ပြီးမှကျွန်တော်ဝိုင်းချိန်တော့ပါဘောင်းတွေဝိုင်းပုတ်တယ်ပြီးမှ တချို့ကတော့ပြစ်ပြစ်ပြလို့တော့အော်အော်တယ်လို့တော့ပတ်ဝန်းကျင်ကနေတော့ပြောမူချုပ်ကလေးတွေနဲ့အတူပိုးအောင်ခဲ့ရတဲ့ဆရာမကပြည်သူစစ်တွေနဲ့တက်မရောကကျောင်းပိုင်ပစ္စည်းတွေကိုလူယူခဲ့တဲ့အကြောင်းပြောပြပါရစေ။ဘာမှတင်မရှိတဲ့ကလေးတွေရှင်းသမျှအကောင်းတွေဆောင်းတွေတို့ယူပါရတယ်၊ဘိုးရှိရယူပါရတယ်။တံပိုးမရှိတဲ့ဟာတော့တို့အိုးကုများရအိုးခွက်ခွာတယ်ရောကလေးရဲ့ဂျိုင်းတွေရောဆိုင်ရီယာရောလိုအေးဘောတို့မီရှိုးဖြစ်တယ်။ ြီးတော့အဲ့ဒီကြောင်းမှာရှင်းထားတဲ့ကလေးရမုံွယ်ဆိုတာလည်းအဲ့ဒီကြောင်းမှုသောကြောင်းထဲမှာအသိရှိတယ်အဲ့ဒါသူတို့ယူသွားတယ်အခုလိုနှိမ့်ဆက်ခံခဲ့ရတဲ့ရွာသားတွေကိုသူတို့ကျေနပ်တဲ့အထိအစိုးရအနေနဲ့တာဝန်ယူဖြည့်ရှင်းပေးဖို့တောင်မျိုးသမီးဖွဲ့ကတောင်းဆိုလိုက်ပါတယ်အဲ့ဒီဟာတွေကိုအစိုးရအနေနဲ့တာဝန်ယူဖြည့်ရှင်းပေးဖို့လိုအပ်တယ်သူတို့ကျေနပ်တဲ့အထိလုပ်ပေးဖို့လိုအပ်တယ်အခုဒီပန်းစီတဲ့ဟာရောဒီပစ္စည်းတွေကိုအတင်းအကျပ်သိမ်းယူတာလေနောက်ထပ် လောက်ပါနဲ့တော့မပြုတ်လို့ပဲခို့မှပါဆိုချင်တယ်ပွဲအတွင်းမှာအမျိုးသမီးတွေနဲ့ကလေးတွေကိုအကာအကွယ်ပေးရမယ့်အပြင်အပြစ်မဲ့ရွာသားတွေအပေါ်မှာလည်းလူခွင့်ရေးအရအကာအကွယ်ပေးဖို့လိုအပ်တယ်လို့လည်းတည်င်းစာရှင်းလင်းပွဲကိုစီစဉ်သူတူဖြစ်တဲ့ Equality မြန်မာရဲ့ဒါရိုက်တာဦးအောင်မျိုးမင်းကပြောပါတယ်နန်းခမ်းမိုးမိတ်ကုတ်ခိုင်စားတဲ့တောင်းဒေသတွေမှာ TNLA အဖွဲ့နဲ့တက်မရိုတို့တိုက်ပွဲဖြစ်ပွားနေခဲ့တာ ဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း ိတ်ပွေးတွေကပြင်းထန်နေပါတယ်ကျမမိုးကလေးအားဦးပါ